ဟုတ်ဟိုကျွန်တော်ကဟိုညဘက်တည်းတရားဘူထိုင်ဖြစ်တယ်များတယ်အဲ့ဒါဟိုကဟိုကိုကျင်းဆန်းကိုပြတာဟိုမနက်ပိုင်းဟိုအလုပ်တွေဒီနေ့တာအလုပ်တွေမစခင်မနက်ပိုင်းထိုင်တာပိုကောင်းနေတဲ့ဟိုအဲ့တော့ကျွန်တော်ခုမနက်ပိုင်းထိုင်ဖြစ်တယ်ဗျဟွန်းဟိုတရားထိုင်ဖို့အနည်းဆုံးဘယ်နှမိနစ်လောက်ကနေစထိုင်ကောင်းမလဲမသိဘူး ကိုရဲ့အခြေအနေကြည့်ပြီးတော့အာဆုံးကိုပါတာဆုံးဖြတ်မဆင်အကောင်းဆုံးပဲဒါဆိုအခြေအနေနှစ်ချက်နှစ်ချက်ကြည့်လိုက်မဆင်ကောင်းပါတယ်တစ်ချက်ကအာခြေတော်နာတာတို့ခန္ဓာတာတို့ခန္ဓာကိုရဲ့အခြေအနေကိုကြည့်လိုက်ပြီးတော့အဲ့ဒီဟာအတိုင်းလဲအာစာတဲ့အချိန်ဆုံးဖြတ်သင့်ပါတယ်နောက်တစ်ချက်ကကိုမှာအဲ့ဒီနေ့မှာ အချိန်ဘယ်လောက်လောက်ပြင်နိုင်မလဲနော်တရားအထုတ်ဖို့အချိန်ဘယ်လောက်လောက်ပြင်နိုင်မလဲဆိုပြီးတော့အဲ့ဒီဟာလည်းကြည့်ရမှာပေါ့အဲဆိုပါဆိုကိုယ့်ရဲ့ခန္ဓာကိုယ်မှာအမတန်ကောင်းတယ်တကယ်တော့တနားနှစ်နာရီတောက်လျှောက်တခါတည်းထိုင်နိုင်မဆိုရင်ဒါပေမဲ့အာမနေ့ပိုင်းမှာအရာမှထားပြီးတော့တခါတည်းအလုံးသွားလို့ရမယ်အလုံးတခါလုံးလိုက်ပြီးတော့ရှင်းရှင်းနာရီအလုံးလုံးလိုက်ပြီးတော့နောက်ထပ် တခြားအလုပ်ကိုနောက်ထပ်ရှင်းနိုင်လောက်ရမယ်ဆိုလို့ရှိရင်တရားအထုတ်ဖို့အဲ့လိုဆင်အာ9မိနစ်3မိနစ်လောက်ပဲကျွန်တော်တက်ပေါ့ပြင်သွားအေးရမယ်အဲ့လိုဆင်အာ3မိနစ်9မိနစ်နဲ့ဆိုင်ဆင်ပြသွားပြီတချို့မှာပြောင်းပြန်ရှင်းနေတယ်နော်သူတို့မှာတရားအထုတ်ဖို့အချင်းလို့ရှိပါတယ်တမတ်ထိုင်နိုင်ချင်းတအားနာတဲ့အစမပြစ်ပါဘူးအဲ့လိုဆိုရင်သူတို့ကလည်းအချိန်များများရှိပေမဲ့အခင်နာကွေးအချိန်လေးကိုအလေးထားပြီးတော့၃မိနစ်၅မိနစ်အားထုတ်မှရှင်တို့တော့ကောင်းပါတယ် အာတကယ်တော့အဲ့ဒီ9မိနစ်နဲ့စာမစင်တော်တော်အဆင်ပြေပါတယ်။အာဒါပေမဲ့7မိနစ်5မိနစ်နဲ့စာချင်တယ်ဆိုလို့ရှိရင်လည်းကောင်းပါတယ်။နော်။အမ်ဘယ်လိုမျိုးညဘယ်နည်းနဲ့တရားအထုတ်မလဲ။အတရားအထုတ်တဲ့အခါမှာဘယ်လိုနေမလဲ။အာခြေထောက်ကိုဘယ်လိုထားမလဲဆိုပြီးတော့လုံးဝအရင်မကြည့်ပါဘူး။နော်အဲ့ဒီဟာကိုလုံးဝအလေးမထားရပါဘူး။အတိတ်ကအလေးထားရတာကဘယ်နှစ်မိနစ်လောက် အဲ့ဒီတရားအထုဖို့ဆုံးဖြတ်ခြင်းနဲ့နေမလဲဆိုပြီးတော့တရားမြတ်စွာဘုရား9မိနစ်ဆုံးဖြတ်ခြင်းနဲ့တရားအထုမလားဒါမှမဟုတ်7မိနစ်ဆုံးဖြတ်ခြင်းနဲ့တရားအထုမလားဆိုပြီးတော့တရားမြတ်ဆုံးဖြတ်ခြင်းနဲ့တရားအထုမဲ့ဆိုတာအာဆိုပါဆိုအစာမှာထိုင်ပြီးတော့ဘကုကရဲက7မိနစ်ဝင်လေထွေးလေရှုမဲ့ဆိုပြီးတော့အဲ့ဒီဟာကိုဆုံးဖြတ်ခြင်းလို့ခေါ်ပါတယ်နော်တရားအထုတိုင်းအာအစာမှာဆုံးဖြတ်ခြင်းချမ်းမစင်တော်တော်ကောင်းပါတယ်အကျိုးများပါတယ် ပါကျွန်တော်ဆိုတော့အဲ့လိုအစားမှာဆုံးဖြတ်ချက်မချဘူးဆိုလို့ရှိရင်တရားအထုတ်နေရင်နဲ့စိတ်ကတခြားဟာလှုပ်ချင်တယ်နော်အဲ့တော့စိတ်ကတခြားဟာလှုပ်ချင်တာကနည်းမျိုးရှိပါတယ်ပထမတမျိုးကသူကအမထုတ်ချင်ဘူးစပါးစိုးစဉ်းစားချင်တယ်ပေါ့ယတနာဖြစ်ရှင်းချင်တယ်ပေါ့နောက်တမျိုးကသူကတခြားအာယုံနဲ့တခြားတရားအထုတ်နည်းနဲ့အထုတ်ချင်အဲ့တော့ဒီအခြေအနေနှစ်ချက်နဲ့ဘယ်လို့ လောက်ရမလဲပေါ့ဒီအခြေအနေနှစ်ချက်ကိုကျွန်တော်တို့ကမလွတ်ချင်ပါဘူးကျွန်တော်တို့ကတရားအားထုတ်ပြီးတော့တရားအားထုတ်မယ်ဆိုလို့ရှင်ကိုကဆုံးဖြတ်ထားတဲ့အတိုင်းအားထုတ်ရမယ်အဲ့ဒါကြောင့်ဆုံးဖြတ်ရမယ်နော်မဆုံးဖြတ်ဘူးဆိုလို့ရှင်ဟုတ်ပါပြီငါဘယ်ဟာမဆိုတခါတဲ့အားထုတ်မယ်ဆိုပြီးတော့အဲ့လိုရှင်ခနာအမြတ်တာပုံမဲ့ပြီးတော့ဝင်လေထွေလေရှုမဲ့ပြီးတော့ဒီချင်းကမှထန်လုံးမဲ့ညစာဖျံကုန်တော့စင်ချင်းမဲ့ဒါပေမဲ့ဘယ်အချိန်မှဘယ်ဟာပြောင်းမလဲဆိုတာမသိလိုက်တော့ ပြောင်းမလားမပြောင်းဘူးလားဘယ်လိုပြောင်းမလဲဘယ်ဟာအတွက်ပြောင်းမလဲဆိုပြီးတော့အာထုံနေရင်လည်းစဉ်းစားလိုက်တဲ့ဆိုရင်အနောက်အရှိဖြစ်သွားတယ်အဲ့ဒီအနောက်အရှိကြောင့်တမားတိဆိုတဲ့စိတ်တည်ခြင်းမို့လဲနေရတော့ဒါကြောင့်လုံးဝအာလုံးဝအမ်တင်းတင်းကြပ်ကြပ်ဆုံးချရတယ်နော်ထိုင်တိုင်းထိုင်တိုင်းစဉ်းချလျှောက်တိုင်းလျှောက်တိုင်းအစားမှလုံးဝ တင်းတင်းကြပ်ကြပ်ဆုံးဖြတ်အခုကတည်းကဆမ်းမနဲ့ဝင်လေထွေးလေရှုမဲအခုကတည်းကဆမ်းမနဲ့မေတ္တာကမ္မထာအထုံးမဲအခုကတည်းကဆမ်းမနဲ့မြတ်စွာဘုရားကုံတော်ဆင်ခြင်မဲဆိုပြီးတော့လုံးဝဆုံးဖြတ်ရတယ်နော်အဟာဆိုဘဒူမှာဘလို့မှာပြောင်းလို့မရတော့ဘူးအဲ့တော့အဲ့ဒီ7မိနစ်ကြာပြီးရင်ပုတ်ပါပြီအာထပြီးတော့ ပြန်ထန်ပြီးတော့တခြားအထုတ်ချင်တယ်ဆိုလည်းရပါတယ်တခြားပုံမဲ့ဆိုပြည်နေဟိုကလေကျွန်တော်တခါတရားထိုင်လိုက်တဲ့အချိန်မှာဒီဖြတ်ခနဲ့လုံးဝမှောင်ပေါင်ကြသွားပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကတက်လို့မရတော့အဲ့ဒါကြတော့ဘယ်လိုဖြစ်တာလဲမသိကျွန်တော်နည်းနည်းတော်တော်လေးကြာမှပြန်ပြီးတော့ဟိုပြန်ပြီးတော့လှုပ်နိုင်တယ်ဗျပြန်ကတ်လာတယ်စိတ်ကအင်းအဲ့လိုဟိုအဲ့ဒါတခါတလေဖြစ်နေပါတယ် အဲ့လိုဖြစ်မဲ့ဆိုလို့ရှိရင်ချင်းနိုင်ငံမှာဆရာတူကအကြံပေးတာကကျွန်တော်တို့ကအဲ့ဒီအခါမှာတကယ်တော့အဲရပုတ်ဖြိုးရမဲ့အချိန်ဖြစ်တယ်ဆိုရင်နော်အဲရပုတ်ဖြိုးရမဲ့အချိန်မဖြစ်ဘူးဆိုလို့ရှိရင်မလုပ်ချင်နိုင်ဘူးဆိုလို့ရှိရင်ဘာမှမဆန်းဘူးလေဆိုတော့7မိနစ်ဆိုပါဆို7မိနစ်တောင်15မိနစ်30တနာရီဆုံးဖြတ်ထားတာငါကအခုခတဲ့ကလုံးဝမလှုပ်ရှားပဲနဲ့ဆိုပါဆို literally ရှုမဲ့ ခုကတည်းကမိနစ်60လောမမလှုပ်ရှားပဲနဲ့ဒီတကမထအထုံးမဲ့ခုကအဲ့လိုဆုံးဖြတ်ထားတယ်လေဒါကြောင့်လောမမလှုပ်ရှားနိုင်တာဆိုတာကောင်းတာပေါ့နော်ဒါပေမဲ့ခုကဆုံးဖြတ်ထားတဲ့အချိန်ပြီးသွားပြီဆိုရင်နော်ဆုံးဖြတ်ထားတဲ့အဲ့ဒီ5မိနစ်ဖြစ်စီ6မိနစ်60ဖြစ်စီပြီးသွားပြီဆိုရင်ဒါပေမဲ့မလှုပ်ရှားနိုင်ဘူးဆိုလို့ရှိရင်လက်ချောင်းလေးနဲ့စပါဒါဆိုအာပထမအာလက်ချောင်းလေးဒီနည်းနည်းလေးနည်းနည်းလေးနည်းနည်းလေးဒီလိုလှုပ်ရှားလား ိုက်ပြီးတော့ diffusion light ကိုကွာလိုက်ကွာလိုက်ပြီးတော့ diffusion low ရှာလိုက်ပြီးတော့ခြေတော်ကိုပြောင်းလိုက်ပြီးတော့နော် area ပုတ်ဖြုတ်လိုက်ပြီးတော့အာလုပ်လို့ရပါတယ်နော်လက်ချောင်းလေးနဲ့အာဆောင်းအဲ့တော့ဒီချာတဲ့ကိစ္စတကူကျွန်တော်ယဟန်ဖြည့်ခဲ့တော့ကတကူဖြည့်ခဲ့ပါတယ်အဲ့ဒါခဏခဏကျွန်တော်ပြောတယ်ဒီမှာအလုံးနီပါလောက်လောက်ကြာဖူးလောက်တဲ့ ကျွန်တော်ကတခါအမ်မြန်မာနိုင်ငံမှာအများကြီးကျွန်တော်ကတရားပြဖူးပါတယ်အဲ့တော့အဲ့ဒီမှာနိုင်ငံခြားသားတွေကလာပြီးတော့ကျွန်တော်စီမတရားအထုတ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီအခါမှာ ပြည်နှက်တကမှာတယောက်ကအာသူကတရားအထုတ်တဲ့အခါမှာအဲ့လိုဖြစ်ခဲ့တယ်လုံရှာလို့မရဘူးလုံးဝလုံရှာလို့မရဘူးလုံးဝအာလုံးဝကြောက်ကြောက်တောင်းလို့ဖြစ်တော့ပြီးတွေ့ခင်တာကူပါ ဲ့တော့အဲ့လိုဆိုပါလို့ရင်ကုန်းလဲဆိုတော့စဉ်းစားလိုက်ပြီးတော့စိတ်ထဲမှာသူကအာကျွန်တော်အဲ့ဒီတုန်းကယဟန်ဖြစ်ခဲ့တယ်အဲ့တော့အာယဟန်ဖြစ်ခဲ့တဲ့အာကျွန်တော်ရဲ့ခြေတော်ကိုသူကမြင်ခဲ့ပါတယ်နော်အဲ့တော့အာခြေတော်ကိုမြင်လိုက်ပြီးတော့ကျွန်တော်ရဲ့အတန်လိုက်ကြားရတယ်နော်အာအမ်လက်ကမကအဲ့လိုမလှုပ်ရှားနိုင်တဲ့အခါမှာအ လက်ချောင်းလေးတွေလက်ချောင်းတွေเนาะလက်ချောင်းတွေနည်းနည်းလေးနည်းနည်းလေးဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းလှုပ်ရှားလိုက်ပြီးတော့ဖြစ်ဖြစ်ချင်းခင်ဗျာကိုကိုလှုပ်ရှားလိုက်ပြီးတော့အဲ့ဒီအပုပ်ကိုဖြုတ်ဖြုတ်ကြည့်ပါဆိုပြီးတော့အဲ့တော့အဲ့ဒီဟာအတိုင်းလှုပ်လိုက်ပြီးတော့အဲ့ဒီအပုပ်ကိုဖြုတ်လိုက်တယ်ဒီဘက်အဲ့ဒီအပုပ်ကိုဖြုတ်လိုက်ပြီးတော့ကျွန်တော်စီမအဲ့ဒီတုန်းကကျွန်တော်ကယဟန်ဖြစ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်စီမလာပြီးတော့ကျွန်တော်ကိုမေးတယ်ရှင်ဖေယာဒီပြီးတော့က တပီတော့ကတရားအထုတ်တဲ့ခါမှာလှုပ်ရှားလို့မရဘူးဆိုလို့ရှင်ဘာလို့ရင်ကောင်းမလဲတဲ့အဲ့တော့လှုပ်ရှားလို့မရဘူးဆိုရင်ဘာလို့ရင်ကောင်းမလဲဆိုတော့ကျွန်တော်ကပြုတ်ပြတဲ့အဲ့လိုဆိုရင်လက်ချောင်းလေးကိုနည်းနည်းလေးနည်းနည်းလေးလှုပ်ရှားလိုက်ပြီးတော့အဲ့ဒီအပုပ်ကိုတဖြည်းဖြည်းချုပ်ရမယ်လို့ပြောလိုက်ပြီးတော့သူကအော်ဟလာအဲ့ဒီဟာကိုအာဘယ်လိုပြီးတော့တပီတော့ကအဲ့လိုပဲတရားအထုတ်တဲ့ခါမှာ ရှင်ဖီးယားရဲ့အတန်ကိုကြားပြီးတော့အဲ့လိုပဲနိုင်ရပါတယ်တဲ့အဲ့တော့အတန်သူချတဲ့ကိစ္စတွေကိုဖြစ်သွားပြီဒါဆိုအတခြားယောဂီတွေကိုလည်းကျွန်တော်ကအဲ့ဒီဟာကိုအများကြီးအကြံပေးထားပါတယ်သူတို့မှလည်းအခုအညီဖြစ်ခဲ့ပါတယ်ဟိုကလေကျွန်တော်အဲ့လိုအိတ်နေနေလည်းဖြစ်တယ်ဗျာဟိုကကျွန်တော်စာအုပ်တစ်ခုဖတ်ဘူးတာကကြတော့သူကဟိုခဏဝရဲကဝိညာဉ်ကအဲ့လိုထွက်တာလို့ အဲ့လိုမျိုးတော့ဖတ်ဘူးတာပဲဗျအဲ့ဒါတကယ်လားကိုကျင်းစံကဒါဆိုအဲ့ဒီဟာကို Angelos and Astral Traveling လို့ခေါ်ပါတယ်အကျွန်တော်ကရေးပေးမယ် Astral Traveling မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့ um Astral Traveling အာအကျွမ်းကိုအကျွမ်းအတွက်ဒီဟာကအမှန်တရားရေးချင်ပါတယ်အဲ့တော့ astral traveling ဒါဆို astral traveling ကျွန်တော်တို့က ဘုရဘာသာစာပေမှာဆိုရှင်ဘုရဘာသာစာပေမှာကျွန်တော်တို့ကအမ်စေရှင်ပြုလို့ထားတော့ဘုလို့ခေါ်ပါနဲ့နော်အဲ့တော့မနောမယကာယလို့ခေါ်ပါနဲ့မနောမယအဲ့တော့ကျွန်တော်တို့မှာမနောမယကာယဆိုတာက အဲအဲ့တဲ့အခါမှာ PC တရားအထုတ်တဲ့အခါမှာလည်းလုပ်လို့ရပါတယ်တိဘက်နိုင်ငံမှာဒီဟာအာတရားအထုတ်မဲ့ solution တရားအဓိကအကျဉ်းချအထုတ်ရတဲ့သူတို့ရဲ့အာကြော်ကြတဲ့အကျွမ်းတစ်ခုဖြစ်နေပါတယ်အဲ့တော့တရားအထုတ်တဲ့အခါမှာအဲကျွန်တော်တို့ကစိတ်ဖြင့်အသည့်နောက်ထခဏကူတစ်ခုလုပ်လို့ရပါတယ်ပြုလုပ်ထားလို့ရပါတယ်အဲ့တော့အဲ့ဒီခဏကူကိုကျွန်တော်ကမလုပ်ပါဘူးဒါပေမဲ့ တချို့လူတွေကလုံးတက်တယ်အဲ့တော့အဲ့ဒီဟာလုံးလိုက်ပြီးတော့အဲ့ဒီ safe chain ပြုလုပ်ထားတဲ့ခင်သားကိုဖြင့်ပြီးတော့ခီးထွက်လို့ရပါတယ်ဘာကျွန်တော်ဆိုတော့အဲ့ဒီဟာ safe chain ပြုလုပ်ထားတဲ့ခင်သားကိုကြောင့်သူကရုပ်ကိုအာမကိုပါဘူးကိုယ့်ရဲ့ရုပ်ကိုတော့အာကိုရတယ်မဲ့ရုပ်ကြောင့်အဟောင်းအဟအတားတွေမဖြစ်သွားပါဘူးဒါကြောင့်အဲ့ဒီစိတ်ကအဲ့ဒီ safe chain ပြုလုပ်ထားတဲ့ရုပ်က ဘယ်နေရာမစောတော့တော့ခီထွက်လို့ရပါတယ်တကယ်တော့သူကနတ်ပြည်နေငယ်ပြည်ခီထွက်ထွက်နိုင်တာကမကားသေးပဲကိုယ်ရဲ့မိဘတွေရှိတဲ့နေရာမိစုတွေရှိတဲ့နေရာအချမ်းသာတဲ့လှပါတဲ့နေရာတွေသွားတဲ့အာနေရာတွေသွားနိုင်တယ်ဆိုတာမကားသေးပဲတကယ်တော့အတဲရောအနာကရောလဲသွားလို့ရပါတယ်အာဒါနဲ့အမ်မက်ဒရီနယ်လဲသွားဆွေးနွေးလို့ရပါတယ် အငယ်ပြီးမှတွားပြီးတော့ဆွေးနွေးလို့ရပါတယ်ကြိတ်တဲ့ဟာလို့လို့ရပါတယ်ဟုတ်မဟုတ်တော့အဲ့ဒီဟာထဆွေးနွေးရတာတသက်ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီအာဒီဟာဖြစ်နိုင်အောင်ဒီဟာဖြစ်နိုင်အောင်ခုနခုနအဲ့တဲ့အခါမှာဖြစ်စေတရားအထုတ်တဲ့အခါမှာဖြစ်စေအာထူချတဲ့ အထူးခြားတဲ့ဒီအခြေအနေရောက်ရမှာပေါ့ဒါဆိုခင်ဗျာကိုကမလှုပ်ရှားပဲနဲ့အဲ့ဒီမှာတဖြည်းဖြည်းချင်းအာတဲ့ကိုရဲ့ရုပ်ခင်ဗျာကိုကမလှုပ်ရှားရတဲ့အတွက်စိတ်ဖြင့်ဖြစ်ပေါ်လာတဲ့ရုပ်ကိုပြုလုပ်ပြီးတော့စိတ်ဖြင့်ပြုလုပ်ထားတဲ့ရုပ်ကလှုပ်ရှားသွားတယ်ဒါဆိုကိုရဲ့ရုပ်ရုပ်ဖြင့်ဖြစ်ပေါ်လာတဲ့ရုပ်ကလှုပ်ရှားမယ်ဆိုလို့ရှိရင်စိတ်ဖြင့်ဖြစ်ပေါ်လာတဲ့ရုပ်ကဘယ်လိုလှုပ်ရှားနိုင်မလဲဘယ်လိုခွဲမလဲနားလည်တာနော် ဆိုပထမအဖြစ်ဒီရုပ်ဖြင့်ဖြစ်ပေါ်တဲ့ရုပ်ကို လုံးဝအတီးပြလိုက်လုံးဝကြောက်တုံးလို့ဖြစ်ဖြစ်ဖြစ်စေရမယ်မလို့ရှာရဘူးအဲ့ဒီမှာပဲအဲ့ဒီမှာပဲအဲ့ဒီ section ဖြစ်ပေါ်တဲ့ရုပ်ကိုလည်းပြုလုပ်ထားလို့ရလည်းရပါတယ်အဲ့ဒီဟာကိုလည်းအုပ်ချုပ်လို့ရတော့ပါပြီဒါပေမဲ့ဒါမဲ့အခက်အခဲများရှိပါတယ်နော်အခက်အခဲများရှိပါတယ်ပထမအခက်အခဲက um hello လုံးမယ်ဆိုလို့ရှိရင်ဒီ astral traveling ဒီမနောမယကာယလုံးမယ်ဆိုလို့ရှိရင်အာဒီခနာကဒီခနာကကမဟုတ်ရှားရတဲ့အခြေအနေကိုရောက်တဲ့အခါမှာတော်တော်များများလူတွေက အမတန်မချမ်းသာတဲ့ယုံလိတွေမြင်ကြပါတယ်နော်အဲ့တော့သူတို့ကတည်ရဲ့တွေမြင်တယ် um ဘလူးတွေမြင်တယ်အဆုံးအဆုံးမြင်ကြပါတယ်ပေါ့ကြောက်စရာမြင်တယ်ကြောက်စရာမြင်ပြီးတော့ချမ်းသာတယ်ဆိုတာမဟုတ်ဘူး ကြောက်တယ်ဒါကြောင့်ကြောက်စရာလို့ခေါ်ပါတယ်အဲ့တော့သူတို့ကကြောက်စရာကြီးတဲ့မြင်လိုက်ပြီးတော့တအားတအားကြောက်တယ်နော်တအားတအားကြောက်တယ်တချို့ပုံကိုယ်တွေမှာသူတို့ကနေတိုင်းနေတိုင်းနေတိုင်းဒီလိုမြင်နေနော်သူတို့ကအဲ့ဒီဟာကိုလည်းမရက်တတ်ဘူးမရက်တတ်ဘူးဘာတွေလုပ်ရင်ကောင်းမလဲဆိုတော့မရက်တတ်ဘူးတော့နေတိုင်းနေတိုင်းညာမှာအိတ်လိုက်ပြီးတော့ကနာကူကမလှုပ်ရှားနိုင်ပြန်နဲ့မျက်စိကတော့ဖွင့်လို့ရပါတယ်။အဲမျက်စိကိုဖွင့်လိုက်ပြီးတော့ အမတန်ကြောက်စရာကြီးယုတ်လေးတွေမြင်တယ်နော်တခါတလေအဲ့ဒီယုတ်လေးတွေမှတ်တယ်တခါတလေအဲ့ဒီယုတ်လေးတွေမမှောက်ဘူးဒါပေမဲ့သူတို့ကမသိဘူးလေဟောမဟုတ်ဆိုပြီးတော့မခွဲခြားတာဘူးနော်အဲ့တော့ဒီမနောမယကာရလို့တဲ့ပုဂ္ဂိုလ်တွေကတော်တော်များများကတည်ပြီးသားနော်သူတို့ရဲ့အတွေ့အကြုံကြောင့်လည်းတည်ပြီးသားသူတို့ကအဲ့ဒီ astrology မှာ သူတို့ကခီထွန်းနေရနဲ့ခီထွန်းနေရနဲ့အာရိုးရိုးဘယ်လိုခလဲအမျိုးမျိုး sorry အာအမျိုးမျိုးတတ္တဝါတွေမြင်ရတယ်ဆိုပြီးတော့သူတို့ကသိပါတယ်အဲ့ဒါဆိုအဲဒီဟာအမ်အဲဒီဟာတိခန့်ရတယ်ပေါ့အဲဒီဟာမတိခန့်တတ်ဘူးဆိုလို့ရှိရင်ဒီဟာဒီအာပြလို့မရပါဘူးနော်ဒါဆိုအဲဒီဟာကိုအများကြီးတည်တည်ထားမယ်အမ်ပညာရှင်တွေသိပ္ပံပညာရှင်တွေကဘလို့ရှင်းပြလဲဆိုပြီးတော့ဒီဟာကအိမ်မဲ့ပါပဲတဲ့ ရခဲ့အိမ်မက်တဲ့အဲ့တော့ဒီဟာအိမ်မက်တဲ့အိမ်မက်တဲ့ကိစ္စကိုသူတို့ကပြုတ်ပြတယ်ငါတို့ကအာအရာဝင်တဲ့အခါမှာကနာကူကဒီလိုမလှုပ်ရှားနိုင်တဲ့အတွက်အိမ်မက်ထဲမှာကိုကလှုပ်ရှားလို့ရတယ်ဒါဆိုအိမ်မက်အိမ်မက်ထဲမှာကျွန်တော်တို့ကအာခါလို့ဘယ်လိုခေါ်လဲအာခုံလို့ရတယ်ပြေးလို့ရတယ်နော်အာကခုံလို့ရတယ်နော်ဒါပေမဲ့ အဲ့တဲ့အခါမှာအဲ့ဒီခင်နာကိုကမလှုပ်ရှားပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီခင်နာကိုမှာမလှုပ်ရှားရအောင်နောက်ကလှုပ်ပေးထားပါတယ်။နော်ဒါဆိုအဲ့ဒီဟာကတော့သိပံပညာရှင်တွေရဲ့ဆိုဖြစ်နောက်ထပ်တစ်ချက်ပြောပေးပြမယ်။အမ်ဒကာမတယောက်ကဒါဆိုလို့ပြောမယ်။အမတယောက်လို့ပြောမယ်။အမတယောက်ကသူကဒီ astral traveling ဒီမနောမနမနောမယကာယကိုသူကလှုပ်ပေးတတ်တယ်ဆိုပြီးတော့ သူကသိပ္ပံာရှင်တရားနဲ့တွေ့လိုက်ပြီးတော့သူတို့ကအာသူတို့ကသူရတနာလေးလုံးတယ်နော်အဲ့တော့အဲ့ဒီသူရတနာလေးမှာအဲ့ဒီအာအမတယောက်ကိုအိတ်ခိုင်းလိုက်ပြီးတော့နော်သူသူကိုအာသူရဲ့အာယုံခံကြီးသူသိပ္ပံသိပ္ပံယုံခံလို့ခေါ်မလားအာ question အဲတတ်ခွဲခန့်တမဲ့ you know ဘာထမမခွဲဘူးနော်ဘာထမမခွဲတဲ့တတ်ခွဲခန့်အဲဆိုသူရဲ့တေးပန်တေးပန်နဲ့ပတ်သက်တဲ့တေးပန်သူတဲ့တနာပြုလုပ်တဲ့အခန်းမှာသူ့ကိုအိတ်ခိုင်းလိုက်ပြီးတော့သူ့ရဲ့ခေါင်းပေါ်မှာအဆုံး PC တွေဒီလိုတတ်ထားလိုက်ပြီးတော့ကွန်ပျူတာမှာသူ့ရဲ့အုံနှောင်းမှာအဖြစ်အပျက်ကိုနည်းနည်းလေးအဲကြည့်ဖြစ်တယ်နော်အုံနှောင်းမှာအဖြစ်အပျက်ဆိုပြီးတော့ဒီနေရာမှာသူရဲ့တကယ်တော့အဲလျှက်စစ်အဲလျှက်စစ်အခြေအနေကိုကြည့်တယ် uh les cela go khole uh now um electric uh, current ni ma chin ya bo era eri ha chin ya na chin ya na era tu ma uh down to khu shi ba na no tu ma lo sia to khu shi ba ba lo sia shi le so bi lo tu ye kiden uh kiden a the ma uh sen li to khu shi ba re eri sen li to khu po ma sa yue to khu tin tha na eri sa yue po ma uh, နံပါတ်၄ရေးထားတယ်အဲ့တော့ဒီအမေကလီဒီအမျိုးသမီးမှာဘာတောင်းရှိလဲဆိုပြီးတော့သူကအဲ့ဒီမနောမယကာယဖြစ်သူကစိတ်ဖြင့်ပြုလုပ်ထားတဲ့ရုပ်ကိုအာအတုံးပြုလိုက်ပြီးတော့အဲ့ဒီစိတ်ဖြင့်ပြုလုပ်ထားတဲ့ရုပ်ဖြင့်သူကအာပြန်တန်လိုက်ပြီးတော့အဲ့ဒီအဲ့ဒီစံပေါ်မှာရှင်နေတဲ့စာရွက်ကိုကြည့်လိုက်ပြီးတော့အဲ့ဒီမှာရေးထားတဲ့နံပါတ်ကိုဖတ်လိုက်ပြီးတော့ ပြန်ဒီ option ပြုလုပ်ထားတဲ့ရုပ်ထည်ကိုပြန်လာပြီးတော့အဲဒီ number ကိုအဲဒီပညာရှင်ကိုဒုတိယတနာပညာရှင်ကိုသူကပြောပြတယ်ဘယ် number ရေးထားလဲဆိုတော့ပြောပြတယ်အဲ့တော့သူကအဲ့လိုလုံးလိုက်ပြီးတော့တကယ်အဲဒီ number ကိုလည်းပြောပြတယ်အဲ့တော့သူကပြောပြထားတဲ့ number ကမှန်တယ်အကောင့် ဟုတ်ဟိုဟာလေးပြီးကြတာလေးကိုတက်အိုင်းဆိုတာလေးအဲ့ဒါတော့တကယ်ဒါမှမဟုတ်ကျွန်တော်တခါတော့ကြားဘူးလေဗျာအဲ့ကောင်းပါပြီဟိုတက်အိုင်းနားမလဲဟိုဟာတတိယမျက်လုံးတတိယမျက်လုံးဆိုပြီးတော့လေအဲ့လိုကျွန်တော်ကြားဘူးလေဗျာဩအာတတိယမျက်လုံး él oh, llama eh, chakra chakra que es ahí ahora él ha dado tiene una mamá lo chakra de mi lo vamos chino ruga opa y mano maya cae shibare sensora shibare abeña shibare me chakra de chino ကြက်ကရာကိုဝင်လာပြီးတော့ပြီးတော့အော်ငါငါထဲကိုအခုဒီအတွင်ဝင်လာမယ်။အော်ငါကအခုတအားပင်းပန်းတယ်။အော်ငါကအခုအကောင်းဆုံးမစင်စားတဘူးစမ်းသာဖြစ်ကြက်ကရာတွေဖွင့်လိုက်တဲ့ပုံပေါ်တွေမှာတော်တော်ဒုက္ခရောက်ပါတယ်။ကျွန်တော်တို့ကကြက်ကရာတွေတော့မလုပ်ပါဘူး။ကျွန်တော်အဲ့ဒါကြီးကြားဘူးလို့ပြောအဲ့ဒါမေးကြည့်ရတယ်။ဟုတ်အဲ့ဒီဟာကြားလိုက်ပြီးတော့မိတ်သွားရင်အကောင်းဆုံးလုံးဝမဟုတ်တာကြီးတွေပါပဲ။အဟောင်းလည်းမဟုတ်ပါဘူး။လုံးဝအသိဖြစ်ပေါ်လာတဲ့ဟာ နော်ရှေးဟောင်းဟိန္ဒူဒါဟိန္ဒူကိစ္စရှေးဟောင်းဟိန္ဒူဘာသာမှာဒီချက္ခရာတွေလုံးဝမရှိပါဘူး။ဒါလုံးဝအသိအာဟာလုံးဝမဟုတ်တာကြီးတွေဖြစ်နေတယ်။အမတန်လဲအန်တီယံများတယ်။နော်လုံးဝမကောင်းပါဘူး။အာဟုတ်တယ်ကဟိုဟာလေကျွန်တော်ဒီလို့လေဟိုနကိုဝယ်မှုလေခွေးကြီးကြော်လို့ပါအဲ့ဒါကြီးကြတော့ဟိုတကယ်မဖြစ်နိုင်လို့ရှိရင်ကျွန်တော်လှဲကူးဆက်ရတော့ခေါ်တာရတာကျွန်တော်နားထောင်ဦးပဲဗျ။ အဲ့ဒါတော့ဖြစ်နေပါတယ်ကျွန်တော်တို့ရဲ့စာပေမှာတော့အဲ့လိုမျိုးဘယ်လိုခလဲအမ်ကနာကုတ်ထဲဟိုအမ်တရားတွေတရားစီးတယ်နော်တရားစီးတယ်လို့ခေါ်မှာတရားစီးဟိုအဲ့ဒီဟာတော့ရှိပါတယ်အဲ့ဒါကျွန်တော်တို့စာပေမှာလည်းရှိပါတယ်ဟုတ်ဒါပေမဲ့အာတိလငါးပါးဆုတ်တည်တဲ့ဆိုလို့ရှိရင်ဥပုံနေတွေမှာရှိပါတိလဆုတ်တည်တဲ့ဆိုလို့ရှိရင်မေတ္တာလဲထားထားတဲ့ဆိုလို့ရှိရင် အာလှူလှူလဲလှူတယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ကိုမှဘတ်ထန်တို့အာဘတ်ထန်တို့ပြီးစက်တပ်စက်တပါတို့အာရွတ်တယ်ဆိုလို့ရှိရင်ဒီဟာကိုလုံးဝအလုံးဝမစိုးရင်ရပါဘူးဘာမှမဖြစ်နိုင်ပါဘူးအာဘယ်လိုမျိုးဒိတ်တီတွေလဲကျွန်တော်တို့ဘက်မှာဒီလိုနတ်တွေကိုပွဲရပါပြီးပြီးတော့နတ်ကတာတွေပဲအဲ့လိုမျိုးရှိလဲရှိရဗျအဲ့ဒါကြီးကြတော့ဟို ဟိုဒိဋ္ဌိယူဖြစ်မလားလို့ကျွန်တော်မသိရင်လို့ဗျ။ဟိုအဲ့ဒီဟာမိစ္ဆာဒိဋ္ဌိဖြစ်လားလို့မေးတာ။ဟောမိစ္ဆာဒိဋ္ဌိဖြစ်တာမေးတာဗျ။ကျွန်တော်။ဟုတ်။အမ်အဲ့ဒီနတ်တွေကိုတည်တည်ရဲ့အဲ့ဒါဆိုအရဲ့အလူလိုက်ပြီးတော့ကုတော်ရမယ်ဆိုပြီးတော့အဲ့ဒီဟာကတော့မိစ္ဆာဒိဋ္ဌိအခြေကြီးဖြစ်ပါတယ်။နော်။ဟုတ်။ကျန်တဲ့ဟာတော့အဆင်ဖြစ်ပါတယ်။သူတို့ကိုအတိပေးမယ်ဆိုရင်အတိ နော်တတိစပါစောပါရပြလေတတိတတိအပီအဒီပီအဒီပြတယ်နော်ပီအဒီရောတရေတီရောအာဟာဘနာနာဘယ်ခေါ်လဲငပြိုဒီရောအဲ့ဒီဘာလဲငပြိုဒီစီယာဟုတ်ငပြိုဒီရောအဲ့ဒီဟာပြတာအဆင်ပြေပါတယ်အဲ့ဒါမြတ်စွာဘုရားမှာလုံးဝထောက်ခံပါတယ်မြတ်စွာဘုရားကဆုံးဖြတ်ထားတာနတ်တွေကိုပူဇော်လို့ကောင်းပါတယ်ဟုတ်နော်အဲ့ဒါ အကရကမရိကအဲရာမစ္စရူကမကြဖူပါဘူးဆိုတာဖြစ်နိုင်ပါတယ်ဓမ္မမြတ်စွာဘုရားကအဲ့ဒီအောင်ဆုံးဖြတ်ထားပါတယ်ဘယ်သူကိုအဲ့ဒီဟာမိန်ထားလဲအနာထပိန်တထေးကြီးကိုအဲ့လိုမိန်ထားပါတယ်တခါတော့ဒါဆိုနတ်တွေကိုပူဇော်လို့ကောင်းပါတယ်ဓမ္မအီရဲ့ပူဇော်လို့မကောင်းပါဘူးနော်အမ်အတီပူဇော်လို့အဆင်ပြေပါတယ်အမ်မြတ်စွာဘုရားကနတ်တွေကိုပူဇော်ပူဇော်တဲ့ကိစ္စအများကြီးဟောထားပါတယ်တကယ်တော့အများကြီးဟောထားပါတယ်နော် အာအများကြီးအထက်ကဘယ်မှာဟောထားလဲဆိုပြီးတော့ဒီကနေ့ကအစာပိုင်းမှာအဲအဲ့ဒီမှာဗျာမနာပုံနာကြီးကိုအာနတ်တွေကိုပူဇော်မယ်ဆိုရှင်ဘယ်လိုပူဇော်မလဲဆိုပြီးတော့အာအသေးစိတ်ပြပြထားပါတယ်ဒါပေမဲ့ကျွန်တော်ကအချင်းချုပ်ပြောမယ်နတ်တွေကိုမြတ်စွာဆရာကဟောထားတဲ့အတိုင်းပူဇော်ခြင်းတယ်ဆိုလို့ရှိရင်နတ်တွေကိုငားချက်ပူဇော်ရအောင်နော်အဲ့ဒါကပါလဲတခြားပြားရည် C ထောပတ်နဲ့တန်လိုက်ဒီငါးချက်ကိုနားတွေကိုပူဇော်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဆုံးဖြတ်တဲ့အတိုင်းပူဇော်သွားတာအဲဒါဒီငါးချက်ကိုလူမဆန်အကောင်းဆုံးပဲအဲ့တော့အကူကြီးကျော်တို့အဲဒီအနာအမ်နဘခွန်နန်ဒွန်း39ပါနန်အပြင်39ပါလောက်ခွန်မှာဘခွန်လဲအ အတွင်း38ပါအပြင်း38ပါဆိုတာဟုတ်ပါပြီအတွင်းနဲ့အပြင်းပဲဘယ်အပြင်းပဲအတွင်းမပြောထားဘူးနော်ဒါပေမဲ့ကျွန်တော်ထင်တယ်နန်းတော်နန်းတော်အတွင်းနန်းတော်အပြင်းပေါ့နော်ဒါဆိုပြင်းမင်းကြီးလက်ခံထားတဲ့ပြင်းမကြီးလက်မခံထားတဲ့အတွင်းအပြင်းတင်တယ်။မဒီကိစ္စတော့မသိချဘူး။ဒါပေမဲ့အဲ့လိုအဲ့လိုနာဒီအကောင်လုံးဘယ်သူမှမဆိုဘူး အာဒီလောကပူဇော်မယ်ဆိုလို့ရှိရင်လောကအဆင်ပြေပါတယ်နော်ဒီငါးချက်ပူဇော်မယ်ဆိုလို့ရှိရင်လောကအဆင်ပြေပါတယ်အာတကယ်တော့အဲ့လိုနာရီကိုခြင်းမှာအကျိုးမရှိဘူးလို့ယုံကြည်တယ်ဆိုလို့ရှိရင်မိစ္ဆာတည်းဖြစ်ပါတယ်နော်ဒါဆိုရင်မှာအစွမ်းနှစ်ဖက်ရှိပါတယ်နော်ဒါဆိုအရက်ဘယ်ဟာမဆိုလူလူအရက်လူလူလဲကောင်းတယ်ဆိုပြီးတော့အစွမ်းတစ်ဖက်လက်မခံရပါဘူးဘာမှမပူဇော်ရင် ပိုကောင်းပါတယ်ဆိုပြီးတော့အဲ့ဒါလဲအစွမ်းတစ်ပတ်မမှန်ဘူးเนาะမိစ္ဆာတွေဒီမြတ်စွာဘုရားမိန့်တဲ့အတိုင်းပူဇော်မှာရမယ်ဆိုပြီးတော့အဲ့လိုဆန်အကောင်ဆုံးဒါဆိုအဲ့ဒီငါးချက်ကျွန်တော်တို့ကအာအချို့ဘွယ်ငါးချက်ငါးချက်လို့ခေါ်မလားတော့စေစေငါးမျိုးပေါ့နော်စေငါးမျိုးအာစေငါးမျိုးပူဇော်မယ်ဆိုလို့ရှိရင်တော်တော်ကောင်းပါတယ်တကယ်တော့မပူဇော်ရင်အကုတော်မဟုတ်ပါဘူးမပူဇော်ရင်အဆင်ပြေပါတယ်နော် ဒါပေမဲ့ပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်သူတို့ရဲ့ကာကွယ်မှုကူညီပေးမှုအားပေးမှုနော်အာလူချင်းနဲ့ဆိုလို့ရှိရင်အဲ့လိုပူဇော်လို့လုံးဝအဆင်ပြေပါတယ်အကျိုးလည်းရှိပါတယ်ဟုတ်လေဟိုကျွန်တော်ဒီလိုအမျိုးတယောက်ရင်သွားတော့သူတို့အိမ်မှာဖျားကြောင်းဆောင်ပေါ်ဆိုတော့အုံးဟာဖျားပွဲပြီးထားရတဲ့အဲ့ဒါကျွန်တော်လည်းမြည်ကြည့်ရောသူတို့ကအဲ့လိုဖျားပွဲပြီးတာကဟိုဟာ ဟိုအိမ်တွက်လက်လာပါကောင်းတယ်အဲ့အဲ့လိုမျိုးယူနေနဲ့ပတ်သက်ပြီးတော့ကိုကျင်းနဲ့ရှင်းပြပေးပါလားဟိုသူတို့က BA BA တွေရောလိုက်ပြီးတော့အဲ့ဒီမှာအကာကွယ်မှုအကာကွယ်မှုအောင်မြင်မှုတို့မျောလန့်လို့နေတာအဟောဒီနေ့တော့ကျွန်တော်ဒီရပဲဒီလောက်ပါပဲဒီဟိုဟုတ်သူအဲ့ဒီဟာကောင်းပါတယ်တကယ်တော့ PA PG ရောမယ်ဆိုလို့ရှိရင် အဲ့ဒီမှာအပိယိကိုနတ်ထွေကသဘောကျပါမန်ဆရပိယိရတဲ့အခါမှာအဲ့ဒီပိယိထံမှာအချက်အလက်များပါတယ်နော်ပညာတွေပါတယ်နော်အဲ့တော့နတ်ထွေကအဲ့ဒီအချက်အလက်တွေကိုသဘောကျနော်တတန်းအလူလူတွေကတတန်းစားဖတ်ခြင်းတယ်လေဟုတ်ဒီလိုပုံစံနဲ့နတ်ထွေကတော့ပိယိနားထောင်ခြင်းတယ်မန်ဆရအဲ့ဒီပိယိမှာထူးခြားတဲ့အချက်အလက်တွေသိသွားနိုင်ပါ မသိခဲ့တဲ့ဟာကြီးသူတို့ကတည်သွားတယ်နော်စဉ်းစားချက်စူပါဆိုမင်္ဂလာတော့အဲ့ဒီမှာမင်္ဂလာ38ပါးကိုသူတို့ကတည်သွားတယ်မသိခဲ့ဘူးနော်ဆွေးနွေးခဲ့တယ်မသိခဲ့ဘူးမင်္ဂလာဆိုတာဘာလဲမင်္ဂလာတွေဘာတွေရှိလဲနာတူလူတွေဆွေးနွေးဆွေးနွေးလိုက်ပြီးတော့သဘောမတူးနိုင်ပါဘူးနော်ပြီးရင် မြစာဆရာကမင်္ဂလာတုတ်ကိုယူဆလိုက်ဟောထားလိုက်ပြီးတော့အော်ဟလာအဲ့လိုဆင်မင်္ဂလာ38ပါဒီလိုပါပဲလားဆိုပြီးတော့ and and all i ပြီးတော့ဝန်တာချပါတယ်နော်အဲ့တော့ကျွန်တော်တို့က PAG 71ပါကို73တုတ်ကိုကျွန်တော်တို့ကယူဆတဲ့အခါမှာနားတွေကိုအချက်အလဲတွေပြောပြတယ်နော်သူတို့စိတ်ဝင်စားတဲ့ဟာတွေကိုစိတ်ဝင်စားတဲ့ဟာပြောပြတယ်အဲ့တော့သူတို့အဲ့ဒီဟာတဘောကြ ယနေ့ခဲမှတတင်းစာတတင်းစာဖတ်မယ်ဆိုလို့ရှိရင်ပိုက်ဆံပေးလိုက်ပြီးတော့တတင်းစာဖတ်တယ်လေဒါပေမဲ့တခါတလေပြောင်းပြန်လည်းရှိတယ်သူတပားကလောအပ်တဲ့အချက်အလိုက်ကိုပေးလိုက်ပြီးတော့ကိုဘက်ကဂျေဇူးတည်နော်အဲ့တော့သူကဂျေဇူးတင်တယ်ဒါမှမဟုတ်သူကကကွဲပြီးတဲ့ကူညီပြီးတယ်ပေါ့အဲ့တော့နတ်တွေနဲ့လည်းအဲ့လိုပါပဲဒါဆိုပြေးရတဲ့အခါမှာနတ်တွေကထူချတဲ့ကိစ္စတွေအမတန်အာတပ်ပေါ်ချတဲ့ကိစ္စတွေသူတို့ကတည်သွားကြပါ ဒီတွားလိုက်ပြီးတော့သူတို့ကယေရှုတင်တယ်အဲ့ဒီယေရှုတင်တဲ့အတွက်အနေနဲ့သူတို့ကကိုကိုကာကွယ်ပေးတယ်အာကိုကိုအာဩစာဌာနာအဲ့တော့ခလစီပွားရေးအောင်မြတ်မှုသူတို့ဆီစဉ်ပေးလိုက်တယ်ဒါကြောင့်အမ်ဒါကြောင့်ပေးရွဆုံးမဲ့ဆိုလို့ရှိရင်အရင်ကောင်းပါတယ်ပေးရွဆိုတာအဓိကနတ်တွေကိုရွဆုံးမဲ့ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ပိုကောင်းတာကတော့ ဒီရွတ်ဆွတ်တဲ့အခါမှာအဲ့ဒီဟာအဲ့ဒီမှာရှိနေတဲ့အချက်အလက်တွေကိုကိုယ်အတွက်ရုပ်ဆောင်ရစင်တော်ကမှာနော်အဲ့ဒါဆိုဒီရွတ်ဆွတ်တဲ့အခါမှာဒီရည်ကြီးတဲ့ပညာတွေကိုအာကိုယ်ပဲမှာတတိတတိယလိုက်ပြီးတော့အဲ့ဒီဟာအတိုင်းမြင်မြတ်တဲ့ဘဝနေမဲ့ဆိုရင်တော်ကောင်းတယ်ဒါပေမဲ့အဲ့ဒီဟာတေအာတကရကမှာတေအာဘယ်ကောင်လူတွေကတေမလို့ကြပါဘူးသူတို့ကအဲ့ဒီနတ်တွေမှာအပြည့်မှုပုံပြီးလို့ကြပါ ဒါဆိုဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေပါတယ်နော်အာ PG အာ PA PA ရတဲ့အခါမှာအဲ့ဒီမှာမြေစာဖျားကဟောထားတဲ့တရားတော်တွေအတိုင်းနေမဲ့အဲ့ဒီဟာကိုတတိယမဲ့မြင့်မြတ်တဲ့ဘဝနေမဲ့ဒါဆိုဒီဘဝမှာလည်းချမ်းသာမယ်နောက်ဘဝချမ်းသာမယ်အဲ့ဒီဟာလည်း လို့တော့ကောင်းပါတယ်အဒီဟာတော့ကျွန်တော်ကတော့ထင်တဲ့အကောင်ဆုံးပေါ့နော်ဒါပေမဲ့အဒီဟာမစွမ်းဘူးဆိုရင်အဲ့ဒါမဟုတ်ရင်အဒီဟာမလုံးလောက်ဘူးဆိုလို့ရှိရင်အဆင်ပြေပါတယ်အဆင်နှတ်တွေအတွက်လည်းယူဝတ်ထားလို့ရပါတယ်ဒါဆွမ်းနှတ်တွေကလည်းကူညီပေးမယ်နှတ်တွေကလည်းအားပေးမယ်စီပွားရေးမှာအောင်မြအောင်လုပ်ပေးမယ်အဆင်ပြေပါတယ်နော်နောက်ထပ်တစ်ချက်ထားရှိသေးတယ်နောက်ထပ်တစ်ချက်ပဲလို့ရှိလဲဆိုပြီးတော့မြတ်စွာဘုရားအပေါ်တတ်တာပွားစေအောင်လုပ်တယ်ဒါဆို ကိုကပရိယွတ်တဲ့အခါမှာမြတ်စွာဘုရားအပေါ်တတ်တာကကြီးပွားလိုက်ပြီးတော့ကိုရဲ့အာကိုရဲ့အကျဉ်းချံအကျဉ်းချံမှုဒါဒါနတိလဘာဝနာမှာကျဉ်းချံမှုမှာအားပေးမှုရလိုက်ပြီးတော့အဲ့ဒီမှာပြီးတော့နိဗ္ဗာန်လမ်းမှာမြန်မြန်ဆန်ဆန်တိုးတက်မယ်ဆိုတဲ့ညွှန်လင်းချက်နဲ့လည်းဘယ်ရွတ်ဆိုလို့ရတာဆိုဒီယူဝချက်၃ချက်နဲ့ရွတ်ဆိုလို့ရပါတယ်လို့အကျွန်တော်ကယုံကြည်ပါတယ်အဲ့ဒီယူဝချက်၃ချက်လုံးအဆင်ပြေပါတယ်